1990ခုဒီဇင်ဘာလ6ရက်နေ့1959ခုနဒေါ်လာ39ရက်နေ့ဓမ္မမိတ်ဆွေတစုမှ ကြီးမှုကျင်းပ၍ရန်ကုန်မြို့ဗဟန်းမြို့နယ်ရွှေကျန်ဓမ္မယုံကြီးဘော်တွင်ကျေးဇူးတော်ရှင် မဟာမြိုင်တော်ရဆရာတော်ဖျာဥဇော်တိကကြွရောက်ဟောကြားတော်မူအပ်သောတရားတော်အချင်းတော်တော်ကြာကြာပဲထိုင်ပြီးတော့တရားနာကြမှာဖြစ်လို့ ဒကာတော်မတွေတက်တာတို့ထင်ပါနော်အဲ့ဒါအတန်ရေးကြည့်ပါလေမလို့လို့ဆိုတော့ခန္ဓာကိုယ်မှာမခန္ဓာလောက်အောင်နာကျင်ခဲ့ခဲနေစိတ်ကအဲ့ဒီနာတဲ့နေရာကိုသွားမှာပဲနော်ရောင်ခန္ဓာကိုယ်တက်တာအောင်ထားပြီးတော့ဟိုကိုချမ်းသာစိတ်ချမ်းသာနဲ့အေးအေးစီစီနားထောင်စီခြင်းပါလေတရားဟောတဲ့ခါမှာ ဟောခြင်းနဲ့ဟောနေတဲ့ဆရာတော်ဘုန်းကြီးရဲ့စိတ်ရယ်နာနေတဲ့တရားတော်မတွေရဲ့စိတ်ရယ်ဒီနှစ်ခုစလုံးဟာငင်းချမ်းနေမှာဟောရလဲပူကောင်းတယ်နော်ပြောလိုက်တာကိုစိတ်ဝင်စားတယ်အာယုံစိုက်တယ်ဆိုရင် ပြောရတာပူပြီးတော့တွက်တာတယ်နော်ပြောရတာပူပြီးတော့လွယ်လာတယ်ပြောရတာသဘောပေါက်တယ်စိတ်ဝင်စားတယ်တန်ဖိုးထားတယ်ဆိုရင် ပြောစရာတွေကသူ့အတူအလိုလို ပေါ်လာတယ်ထွက်လာတယ်နော်အဲစိတ်ဝင်စားဘူးလို့ထင်နေသူမှလည်းနားမလည်ဘူးလို့ထင်နေပြောရတာခက်သွားရောတူကြောင်တရားဟောတာတရားတပုတ်ဖြစ်လာဖို့အရေးမှာဟောတဲ့သူကနားတဲ့သူကနှစ်ဖက်စလုံးပါမှဖြစ်တယ်ဘယ်ကိစ္စဖြစ်ဖြစ်ကောင်းကောင်းမုံဖြစ်လာဖို့ဆိုတာအလုံးရဲ့ပူပေါင်းဆောင်ရွက်မှုရှိမှဖြစ်တယ်ဒီတဘောလေးကအမှန်တန်ချိန်ခံကြပါလား ဒီနေ့ဘုံဘုံပြောမလို့စိတ်ကူးနေတဲ့အကြောင်းအရာလေးဟာစဉ်းစားနေတာတော့တော်တော်ကြာနေပါပြီ။ဟောမလို့စဉ်းစားနေတာတော့တစ်နှစ်နီးပါးလောက်ရှိနေပြီ။ဒါမဲ့မဟောခင်ကတည်းကနှစ်ပေါင်းများစွာဒီအကြောင်းအရာကိုစဉ်းစားခဲ့တာပါပဲ။အရင်ရင်တရားတွေဟောခဲ့တုန်းကအတိုင်းပါပဲ။ဘုံဘုံကဟောစရာတခုခုစဉ်းစားတဲ့အခါမှာကိုယ့်ဘဝတမှာဖြစ်တာဟုတ်ဖြစ်ခဲ့တာဟုတ် ခြေခံပြီးတော့တရားစဉ်းစားပါတယ်။ဘုံကဘဝထဲမှာတရားကိုရှာတဲ့သူဖြစ်ပါလေ။အဲတော့ဘဝထဲမှာဖြစ်ပေါ်လာတဲ့အခက်အခဲတွေလောကဒဏ်တရားတွေဒုက္ခတွေအစင်မပြေမှုတွေအမျိုးမျိုးကိုတရားစဉ်းစားပြီးတော့နိလန်းရှာတယ်။နိလန်းရှာတဲ့အခါမှာစာပေထဲမှာလည်းပဲရှာတယ်။ကိုယ့်ထဲဘဝအတွေ့အကြုံရင်းချက်တဲ့အသက်ကြီးတဲ့လူကြီးမိဘဆရာသမားတွေဇာတ်လည်းပဲ ဆုံးမဩဝါဒသွန်သင်မှုငါခံယူပြီးတော့သူတို့ထဲရလည်းပဲပညာကိုရှာပါတယ်အဲ့တော့အခုပြောမယ့်အကြောင်းအရာလည်းပဲအမှန်ပြောမယ်ဆိုရင်ဒီဘုံဘုံရဲ့ဘဝမှာအကြီးမားဆုံးဖြစ်ခဲ့တဲ့ပြဿနာတစ်ခုကိုခြေခံထားပါတယ်နော်အဲ့ဒီအကြီးမားဆုံးဖြစ်ခဲ့တဲ့ပြဿနာတစ်ခုကဘာလဲဆိုတော့မိဘနဲ့အယူဝါဒမတူတာပဲ နော်အရင်ရင်လည်းပြောခဲ့ဘူးလို့တက္ကသိုလ်မှတော်တော်များတော့တည်ပြီးသားဖြစ်နေပါလေမိဘနဲ့အယူဝါဒမတူတော့အဲ့ဒီယူဆကိုခြေခံပြော့ပဲမကြမ်းကြမ်းမိဘနဲ့အဆင်မပြေမှုတွေဖြစ်ခဲ့တယ်နော်ဘုံဘောငရေတွေကစာပေလဲဖတ်တော်ဝန်နံပါတော့စာပေတွေတွေးခေါ်တွေအမျိုးမျိုးဖတ်တယ်သိပ္ပံပညာစာပေလဲဖတ်တယ် philosophy တွေးခေါ်စာပေလဲအများကြီးဖတ်တယ် ဘာသာတရားလည်းအမျိုးစုံဖတ်တယ်စိတ်ပညာနဲ့ပတ်သက်တာလည်းပဲအမျိုးစုံဖတ်တယ်ဖတ်တော့အမျိုးမျိုးတွေးတယ်အမျိုးမျိုးတွေးတဲ့ခါကျတော့ကိုယ်အနီးပေါင်းခြင်းမှရှိတဲ့လူတွေနဲ့မတူတဲ့အတွေ့အကြုံမတူတဲ့အယူဆတွေမတူတဲ့သဘောထားတွေမတူတဲ့ညွန်မှန်းချက်တွေဖြစ်လာတာပဲเนาะဒါဆန်းကလားဆိုတော့မဆန်းပါဘူးเนาะဘာမှမဆန်းဘူးတဘာဝပဲเนาะမြန်မာမြန်မြန်ဖတ်ရင် ဘဟုတများများရှိလာရင် များများတွေးတာပဲအဲ့လိုများများဖတ်များများတွေးတဲ့လူအာများမဖတ်ပဲနဲ့များများမတွေးပဲနဲ့နေတဲ့လူနဲ့ဆိုရင်အတိအမြင်ကြီးကွာခြားသွားတော့မှာနော်အဲ့တော့အတိအမြင်ကွာခြားသွားတဲ့ခါမှာတခုခုပြောရင်ဆိုရင်အမှားအမှန်ဆုံးဖြတ်တဲ့ခါမှာမတူတော့ဘူးအကောင်းဆိုးဆုံးဖြတ်တာတွေလည်းပဲမတူတော့ဘူးအကြိုက်ချင်းလည်းမတူတော့ဘူးအဲ့တော့မိဘနဲ့အတွေ့အကြုံယူဆသဘောထား မတူတော့တဲ့အတွက်ကြောင့်ပဲငငယ်တုန်းကအကြီးကျယ်ပြဿနာဖြစ်ခဲ့ဥပါတယ်အဲ့ဒီပြဿနာကြောင့်လည်းပဲငငယ်လေးတည်းကအမတန်စိတ်ဆင်းရဲခဲ့ရတယ်ဒါပေမဲ့ဒီဘုံဘုံရဲ့ဝါဒနာကကိုမှန်းတဲ့ထင်တာကိုအလျှော့မပေးဘဲနဲ့လုပ်လို့ရှိပါတယ်နော်အဲ့တော့မှန်းတဲ့ထင်တာကိုအလျှော့ပေးရမယ်ဆိုရင်လည်းပဲကိုဘဘာမှအတိပဲရှိမှာမဟုတ်တော့ဘူးနော်လူဟာကိုတန်ဖိုးထားတာကိုမှန်းတာမှန်းနေလို့ထင်တာကို စိတ်ပါလည်းပါလုံနေရမှာပဲဘဝကိုကျင်းနှံ့မှုရမှာနော်တို့တော့အဲ့ဒီတုန်းကမိဘနဲ့ယူဆတွေးခေါ်သဘောထားမတူခဲ့တာမှာဟိုဒါကိုဘယ်လိုလုပ်ဆွေးနွေးရမလဲညှိရမလဲဆိုတာကိုဘုံဘုံလည်းမသိဘူးဘုံဘုံရဲ့မိဘတွေကလည်းမသိဘူးမသိတော့လဲသူတို့ကလည်းသူတို့သဘောကျတယ်လို့နေမှသူတို့သဘောကျလို့မနေအပြစ်တင်တယ် စိုးတယ်စူတယ်ဆဲတယ်စသည်ဖြင့်ပေါ့နော်နည်းနည်းငယ်ငယ်တော့ဆိုရင်တော့ရိုက်လဲရိုက်ပါတယ်အဲ့တော့တခါတလေလဲအရင်တခါဒကမကြီးတို့ဒကာကြီးတို့ပြောခဲ့ဘူးလေထမပါပြီးသားလို့ထင်ပါတယ်တခါတလေလဲအိမ်မောင်းနေမောင်းချလိုက်တယ်နော်အဲ့တော့အဲ့ဒီတော့လည်းအင်တန်စီဆင်းရဲကြရပါလေဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဘုံကတော့ကိုတံမိုးထားတဲ့တရားကိုတော့မစွန့်နိုင်ဘူး အဲ့တော့တခါကြီးတွေ့မိုက်တို့ပဲပြန်မေးခြင်းပါတယ်ကိုတကယ်မှန်တယ်လို့တိထားတဲ့တရားကိုစွန့်တင်တလားစွန့်တင်နော်အဲ့တော့အင်မတန်စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲကျန်တာတွေတော့စွန့်ခဲ့ရတယ်တရားကိုတော့မစွန့်နိုင်ပါဘူးအဲ့တော့မိဘနဲ့သားသမီးအစင်မပြေမှုဖြစ်တယ်ဆိုတာလည်းပဲလောကမှာဖြစ်ရိုးဓမ္မတာပဲနော် တော့ဒီပြိတ္တဓမ္မကဘုံကမေးကြည့်ချင်ပါလေမိဘနဲ့အကြောင်းတစ်ခုခုကြောင့်အစင်မပြေတာတခါမှမဖြစ်ခဲ့ဘူးတဲ့သူရှိများရှိသလားရှိရင်လက်ကလေးများထောင်ပြစမ်းပါအင်ဘလန်ခင်းပါလေနော်အဲအဲ့တော့လူဆိုတာတယောက်တယောက်အကြိုက်ချင်းမတူနိုင်ဘူးအယူဆမတူနိုင်ဘူးပြီးတော့မောင်နှမချင်းကိုတခါမှသဘောထားချင်းကိုလွတ်တာတို့ဘာလို့ အယူဆခြင်းမတူတာတို့လုပ်ပုံကံပုံချင်းမတူလို့တယောက်ကတယောက်ကိုနင်မှားတယ်ငါမှားတယ်နဲ့အငင်းခုန်ဖြစ်ရတာတို့ရောမကြုံခဲ့ရဘူးတဲ့သူဘယ်နှယောက်လောက်ရှိမလဲမရှိနိုင်ဘူးနော်ထို့တူပဲနော်တငယ်ချင်းနေနဲ့ရောအငင်းခုန်မဖြစ်ရတဲ့သူရံမဖြစ်ရတဲ့သူဘယ်နှယောက်လောက်ညာရှိမလဲမရှိဘူးနော်အဲ့တော့ဒါလူလောကကဘာဝပဲအယူဆမတူဘူးအကြိုက်မတူဘူးသဘောထားမတူဘူးအတွေးခေါ်မတူဘူး မြုံမှန်းချက်တွေမတူဘူးဆိုတာတဘောဒါတဘာဝပဲเนาะတော့ကလေးငယ်လေးတွေကတနေ့တနေ့ရွယ်လောက်ကလေးကကလေးချင်းရှုတ်ထားပြီးပြကစားခန်းကြည့်ကြာရင်ဘာဖြစ်မလဲရံဖြစ်မှာပဲအဲ့တော့ရံဖြစ်တတ်တယ်ဆိုတဲ့သဘောဟာလူတဘာဝပါเนาะလိစ္ဆန်တွေလည်းဖြစ်တော့ဖြစ်တတ်ပါလေเนาะတိုးတော့လူကပိုဖြစ်တယ်ဘာလို့လဲဆိုတော့ပိုတိတယ်ပိုခံစားတတ်တယ်အဲ့တော့ပိုတိလေးလေးပိုခံစားတတ်တယ်လေး ပို့ပြီးတော့သဘောထားတွေကမတူညီလေပဲပို့ပြီးတော့ပฏิပက္ခဖြစ်နေတယ်နော်အဲ့တော့လူတွေဒီမဲ့လားဆိုတော့ဘုန်းကြီးနှစ်ပါးအတူတူနေတာကြာရင်မနဲ့ဖြစ်မှန်းထင်လို့ဖြစ်တော့မှာပါပဲနော်ဘုန်းကြီးဆိုတာလည်းပဲသူ့ယဟန်ခံထားလို့ယဟန်ဖြစ်နေတယ်သူ့ဦးတိခါဘောရာသူနေတာထင်တော့စီကံတစ်မျိုးတော့ရှိတယ်ဒါပေမဲ့ဘုန်းကြီးနှစ်ပါးလည်းအယူဆမတူတာအတွေးခေါ်မတူတာဆိုတာရှိတော့မှာပဲနော် ဒါကြောင့်လူကြီးမိဘတွေကစုံတော့စုံမကြပါလေရမဖြစ်ကြနဲ့တင်းတို့မြတ်ကြပါလို့ပြောတယ်နော်သူတို့ပြောတဲ့အတိုင်းဖြစ်တလားမဖြစ်နိုင်ဘူးနော်အဲ့တော့အကေဒီပုံမှုကဒီမှရှိတဲ့ဒီကာရမပရိသတ်တွေအားလုံးကိုအင်းရမဖြစ်ကြပါနဲ့အားလုံးညီညွတ်နေကြပါလို့ပြောရင်ဒီကာရမတွေကဘယ်လိုပြောမလဲဆိုတော့တင်ပါဗျာလို့ပြောပါပဲ နော်ပြီးရင်အိမ်ပြန်သွားရင်တော့ဖြစ်မှာပဲနော်မဖြစ်ပဲမနေဘူးနော်အဲ့တော့ဘာဖြစ်လို့ဆိုတော့ဒါမတက်နိုင်တဲ့ကိစ္စကြီးပါနော်ဘလို့မှမတက်နိုင်တဲ့ကိစ္စကြီးပါဒါကြောင့်မတက်နိုင်တာကြီးတော့ဘုံဘုံကမခိုင်းတော့ပါဘူးနော်ဘာခိုင်းကျင်တယ်လဲဆိုတော့ရန်ဖြစ်ကြပါလို့ပဲပြောကြပါလေနော် အဲ့တော့ငါကြီးတို့ကရည်ကြတယ်နော်။ဟိုမဖြစ်ပါနဲ့လို့ပြောလို့ရမှာမှမဟုတ်တော့တဲ့ကိစ္စကြီးပေါ့နော်။ပြောနေလို့ဘာထူးမှလဲ။အဲ့တော့မထူးတော့တဲ့အတူတူရံဖြစ်ကြပါလို့ပဲပြောချင်ပါတယ်နော်။ဒါပေမဲ့အဲ့ဒီရံဖြစ်တဲ့ခါမှာကိုယ်သဘောထားကိုယ်အကြိုက်ကိုယ်အတွေ့ကိုကိုယ်ယူဆကိုယ်တန်မိုးထားတာကိုယ်ကိုယ်ဘယ်ဟာကိုမှားတယ်လို့ယူဆတာကိုယ်ဘယ်ဟာကိုမှန်တယ်လို့ယူဆတာကိုယ့်ဟာကိုယ်လည်းပဲ ရှင်းရှင်းလင်းလင်းတိတိကျကျပြည့်ပြည့်စုံစုံတည်ထားဖို့လိုတယ်။ကိုနဲ့ရံဖြစ်တဲ့သူပဲဆိုတော့နော်။မောင်နှမဖြစ်ခြင်းဖြစ်မယ်။မိဘနဲ့ဖြစ်ခြင်းလည်းဖြစ်မယ်။တငယ်ချင်းဖြစ်ခြင်းလည်းဖြစ်မယ်။လို့ဖို့ကံပဲထရလည်းပဲဖြစ်ခြင်းဖြစ်မယ်နော်။အဲ့ဒီရံဖြစ်နေရတဲ့လူနဲ့သူ့ရဲ့အတွေးခေါ်အယူဆသူ့သဘောထားသူ့အကြက်သူ့ဝါသနာသူ့ဘယ်ဟာကိုမှားတယ်လို့ထင်တယ်လဲသူ့ဘယ်ဟာကိုမှန်တယ်လို့ထင်တယ်လဲသူ့ဘယ်ဟာကိုကောင်းတယ်ထင်တယ်လဲသူ့ဘယ်ဟာကိုမကောင်းဘူးလို့ထင်တယ်လဲ ဘာကြောင့် तू အဲ့ဒါလိုတခုကိုကောင်းတယ်ထင်ပြီးတော့တခုကိုမကောင်းဘူးလို့ထင်ရတယ်လေ။ तू ဘယ်လိုခံစားနေရတယ်လဲ။အဲ့ဒါတွေကိုပါတိအောင်လုပ်လိုက်ပါနော်။အဲ့တော့ကိုယ်သဘောထားတွေလည်းကိုသိရမှာနော်။ကိုယ်သဘောထားကိုယ်အကြိုက် ကိုယ်တန်ဖိုးထားတာကိုယ်ယူဆကိုယ်အတွေးခုံလည်းကိုသိရမှာ။ဟိုတစ်ဖက်သားရဲ့ဝါဒနာအကြိုက်သဘောထားအတွေးခေါ်ယူဆတန်ဖိုးထားတွေကိုလည်းပဲသိရမှာနော်။ သိပြီးမှနားလည်ပြီးမှဆွေးနွေးပါရသလောက်ညှိပါတူတော့တူသွားမှာမဟုတ်ပါဘူးเนาะမတူနိုင်ဘူးမတူတော့လည်းပဲသဘောထားကြီးကြီးနဲ့သဘောထားမှန်မှန်နဲ့လက်ခံဖို့လိုတယ်အဆင်ပြေအောင်ဆက်ပြီးတော့နေသွားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမိဘမောင်တို့မှဆွေမျိုးသားချင်းဒီတငယ်ချင်းတွေဒီလိုပုံကံပဲတွေနဲ့တသက်လုံးကင်းနိုင်သလား မกินနိုင်ပါဘူးเนาะအဲအဲ့တော့တက်တက်လုံးလည်းမกินနိုင်ဘူးတူရောတူသွားနိုင်လားဆိုတော့တူလည်းမတူနိုင်ဘူးအယူဆအတွေးခေါ်လည်းမတူနိုင်ဘူးအဲ့တော့မกินနိုင်တဲ့လူတွေမတူနိုင်တဲ့လူတွေပဲနားလဲပြီးတော့ညှိပြီးတော့နေသွားမှဆိုရင်တော့အဆင်ပြေနိုင်တယ်လို့เนาะအဲ့ဒါလေးကိုပြောချင်တာအဲ့တော့ရှိတော့ကဖြစ်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုနည်းနည်းလေးတတိယလို့ ပြောလိုက်ချင်ပါသေးတယ်เนาะဖះရတဲ့ထက်ကဖះကိုရန်လုတဲ့သူတွေအကြောင်းကြားဘူးတလားเนาะအဲ့ဒီကြားဘူးတဲ့ထက်ကအထင်ရှားဆုံးသူကဘယ်သူတုံးဒေဝတ္တတမထေเนาะညီကိုလည်းတော်တယ်ရောက်ဖလည်းတော်ပါတယ်เนาะဒေဝတ္တမထေကတော်တော်ပဲရန်လုပါတယ်တချို့နေရာတွေမှာသူကပဲဖះတဲ့တာတယ်ဆိုတဲ့သဘောမျိုးပြောတတ်တယ်เนาะอืมပြီးတော့ သူ့ကိုတန်ဃာကပို့ပြီးတော့ဟိုတတိယမြေပြောင်းတော့အထင်ကြီးအောင်သူကဟိုသူများထက်ပို့ပြီးတော့ကျင့်တယ်ဆိုပါတော့နော်ခေါင်းကောင်းပါပါပို့ပြီးတော့ကျင့်တယ်ဥပမာတတ်တတ်လို့စားဖို့သူကတောင်းဆိုတယ်ဖះကခွင့်မပြုဘူးခွင့်မပြုတော့သူကသူ့ခိုင်းကတတ်တတ်လို့စားတဲ့ခိုင်းဖြစ်တယ်ဒါကြောင့်ပို့ပြီးတော့အဆင့်မြင့်တယ်ဒါကြောင့်သူ့နောက်ကိုလိုက်ချင်တဲ့လူကလိုက်ခဲဆိုတော့တန်ဃာတွေကသူကခေါ်သွားလိုက်တာနော် တခြားလည်းပဲသူလုပ်ခဲ့တဲ့ကိစ္စတွေတော်တော်များရှိပါတယ်ရှိတော့ဘုရားနဲ့ဒေဝတတမထေရနဲ့အဲ့ဒါလိုအယူဆမတူလို့ကွဲလွဲလို့ပฏิပက္ခဖြစ်ကြတဲ့ထင်ပါဘုရားကတော့ဘယ်လိုပြောလဲဆိုတော့ငါဘုရားဟာလောကကြီးနဲ့ပฏิပက္ခမဖြစ်ပါဘူးနော်ဘုရားဟာလောကကြီးနဲ့မငင်းပါဘူးဘသူနဲ့မှအငင်းခုံမလုပ်ဘူးနော်လောကကြီးကဒါငါဘုရားနဲ့အငင်းခုံလုပ်နေတာပါ ဲ့တော့အဲ့လိုမြတ်စွာဘုရားနဲ့ဒီဝတ္တတမထေရနဲ့ပฏิပက္ခအမျိုးမျိုးဖြစ်ခဲ့ရတာကိုစာပေထဲမှာဖတ်ရတဲ့အခါမှာပထမမှာတော့ဒီဘုံဘုံကဒီဝတ္တတမထေရကိုတော်တော်မကြိုက်ဘူးတော်တော်စိတ်ဆိုးတယ်နော်ဘုရားကိုဒီလောက်ဒုက္ခပေးတာနော်သူ့သဘောထားဟာအမတန်မကောင်းဘူးလို့ဒီလိုယူဆတာနော်အမတန်သဘောထားဆိုးတယ်သဘောထားမှမမှန်ဘူးသူကဘုရားနဲ့ဂုံတုဂုံမြန်လှုပ်ချင်တယ်ပြူလို့လားတန်လို့လား အဲ့လိုသဘောမျိုးပေါ့နော်သူနဲ့မတူမတန်တာကြီးဦးမြတ်သူကဂုံတို့ဂုံပြန်လှုပ်ချင်တဲ့စိတ်မျိုးစိတ်ကူးမိတာတော့အံ့ပါရဲ့ဆိုတာမျိုးဘုံဘုံအတွေးမိတယ်ဒါပေမဲ့နှစ်တီကြာလာတဲ့ခါကျတော့ဒီเจ้าကိုထက်ခါထက်ခါတတိယတိုင်းစဉ်းစားတိုင်းတေချာပြန်တုံးတက်ကြည့်လိုက်ခါမှာကြာတော့လည်းမြင်လာလဲဆိုတော့ဒီဝတ်တတ်မထီအဲ့ဒီလိုလှုပ်လို့ဘုရားရဲ့ဂုံကပိုတောင်ပေါ်လာသေးတယ် မြတ်စွာဘုရားရဲ့ဉာဏ်ပညာကောမြတ်စွာဘုရားရဲ့မေတ္တာကရုဏာကောပို့ပြီးတော့ပေါ်လာတယ်နော်အကိအမြန်ဒေဝတတမထေအဲ့ဒီလိုမလုတ်ခဲ့ရင်နော်ဘုံဘုံတို့ရောတက္ကရာကမတို့ရောဘုရားနဲ့ပတ်သက်ပြီးတော့တိတင်တိထိုက်တဲ့တချို့အကြောင်းအရာတွေကိုသိခွင့်ရမှာမဟုတ်တော့ဘူးအဲ့တော့အဲ့ဒါလေးကိုဖတ်ဖတ်ပြီးတော့စဉ်းစားရင်စဉ်းစားရင်အခုတော့ဘယ်လိုဖြစ်လာလဲဆိုတော့ဒေဝတတမထေကိုကျေးဇူးတင်တယ် ပြီးတော့လည်းတနာလည်းတနာမိပါလေ။ဒုက္ခမြာနောက်ဆုံးပြန်တော်ဘုရားနည်းပဲဆိုတော့အဲ့ဒီအချိန်မှာသူနောင်တရရတယ်။နောင်တရလို့ဘုရားကသူတောင်းပန်ခြင်းနဲ့ကတော့ခြင်းနဲ့နော်ဝန်ချခြင်းနဲ့အချိန်မှာဘုရားစီကိုလာပေမဲ့မြတ်စွာဘုရားစီကိုမရောက်ခင်လန်ခီးမှာပဲသူကံကုန်သွားတယ်ဆိုတော့နော်အဲ့တော့သူ့အကြောင်းပြန်တွေ့တဲ့ခါမှာအခုတော့ဂျေဆုလဲတင်တယ် တနာလဲတနာတနည်းအားဖြင့်မြတ်စွာဘုရားရဲ့ဂုံပို့ပြီးတော့ပေါ်လွင်အောင်သူလုတ်ပေးခဲ့တယ်လို့ပြောရင်လည်းမမှားပါဘူးเนาะအဲ့လိုတော့သူမရည်ရွယ်ပါဘူးမရည်ရွယ်ပေမဲ့လည်းပဲနောက်ဆုံးတော့သူ့ကြောင့်မြတ်စွာဘုရားရဲ့ဂုံကျေစုကပို့ပြီးတော့ပေါ်လွင်နေလို့အဲ့တော့ဘုရားတော်မှမကင်းနိုင်တဲ့လောကဒဏ်တစ်ခုเนาะကိုယ့်ကိုယ်သူတစ်ပါးကဟိုပြိုင်တာဆိုင်တာ ရန်လုတ်တာတနည်းအားဖြင့်ကိုယ်ယူဆကမကောင်းဘူးမမှန်ဘူးလို့ဒီလိုပြောတာဆိုတာဘုရားတောင်ခံရတယ်ဟောကြံတဲ့လူတွေမှာလွတ်နိုင်ဖို့ရအကြောင်းရှိပါမလားမရှိနိုင်ဘူးဟောအဲ့တော့ကိုယ်သူတစ်ပါးကမင်းယူဆမှားတယ်မင်းလုတ်တာကြီးကမှားနေပါတယ်လို့မဟုတ်မတရားဆွဆွဲလာရင်ဘယ်လိုသဘောထားရမလဲစံသာဖို့ကောင်းတယ်နော် ဒါကိုသိချစဉ်းစားဖို့ကောင်းတယ်ဒီဖုံဖုံလည်းအဲ့ဒီလိုဘုရားနဲ့ဒေဝဒမထေရနဲ့ဒီလိုပฏิပက္ခဖြစ်ခဲ့ရတဲ့ကိစ္စကိုဖတ်ပြီးတော့အများကြီးစဉ်းစားပါတယ်ပြီးတော့ခုနမြတ်စွာဘုရားမရှိတဲ့အတိုင်းပဲနော်ငါဘုရားကလောကကြီးနဲ့အငင်းခုံမလုပ်ပါဘူးလောကကြီးကသာငါဘုရားနဲ့အငင်းခုံလုပ်နေတာပါဆိုတော့ဒီစကားလေးကိုလည်းပဲဒီတရားလေးကိုလည်းပဲအင်မတန်နှစ်တက်ပါတယ်နှစ်တက်လို့အများကြီးစဉ်းစားပါတယ် တော့စဉ်းစားမိတိုင်းလည်းပဲဘုံဘုံရဲ့ဝါဒနာတိုင်းပဲအဲ့ဒါကိုလိုက် တူပြောလို့ချင်တယ်အမှန်ပြောရင်တော့ရုပ်တရက်ဆိုရင်ဒကာဒမတွေကရည်စရာတော့ထင်တော့မယ်ဘုံဘုံကဖျောက်တော့အကြရတယ်တူသွားမယ်လို့တော့မဆိုလိုပါဘူးဘယ်တော့မှမတူဆိုတာသိပါတယ်နော်ဒါပေမဲ့တခါလေလိုက်တူချင်တယ်နော်တူသွားမယ်ထင်လို့တူတာမဟုတ်ဘူးနော် ကြည်ညိုလွန်းလို့ပါအတူอยู่တဲ့သဘောပါ နော်ကောင်းတာလေးတွေတူပြီးခန့်ငယ်တော့ဆိုရင်ဘယ်လောက်ထိအောင်စိတ်ကူးရင်လဲဆိုရင်ဘုံဘုံဆွမ်းခံကြွားနေတော့မှဆိုရင်အရှိကမြတ်စွာဘုရားဆွမ်းခံကြွားနေတာငါကမြတ်စွာဘုရားအနောက်ကနေဆွမ်းခံကြွားနေတာအဲ့လိုလေးတွေးပြီးတော့ဆွမ်းခံကြွားရရင်စိတ်ကလေးရတည်ငြိမ်ပြီးတော့အင်မတန်အင်ဒီရဟမ်တမာရီလက်ကောင်းတတိလက်ကောင်းတယ်အဲ့လိုတွေးလိုက်ရရင်တိတ်ဆိတ်ချမ်းသာတာ ဘုံဘုရားအကြောင်းကြီးအများကြီးဖတ်အများကြီးတွေးတော့ကြားတော့ဘုရားနဲ့စိတ်ထမှာအမြဲတမ်းရင်းနှီးတယ်လို့ဖြစ်နေတာဘုရားကိုတခါလေစိတ်ထမှာအဖေလိုကိုချစ်တာနော်အဲ့တော့ကိုယ့်အဖေကိုအမြဲတမ်းချစ်တဲ့သားအဖေကိုတူမှာပဲနော်ဒါဘာမှမထူးဆန်းပါဘူးနော်အဲ့တော့ခုနပြောလိုပဲဘုရားငါဘုရားလောကကြီးနဲ့အငင်းခုံမလုပ်ပါဘူးလောကကြီးကငါနဲ့အငင်းငါဘုရားနဲ့အငင်းခုံလုပ်တာပါလို့ပြောတဲ့စကားလေးကိုမှတ်မိမှတ်သားမိတော့လည်းပဲစဉ်းစားတယ်အေးငါလည်းပဲလောကကြီးနဲ့အငင်းခုံမလုပ်ချင်ပါဘူး ဒါပေမဲ့ငါ့ကိုအငင်းခုန်လို့လိုက်ရင်ငါဘယ်လိုလုပ်မလဲဘယ်လိုသဘောထားမလဲအများကြီးစဉ်းစားရတယ်နော်ပြီးတော့ဘုရားလက်ကတန်ဃာတွေထဲမှာလည်းပဲပฏิပက္ခဖြစ်ခဲ့ရတဲ့ကိစ္စတခုရှိတယ်တန်ဃာချင်းချင်းပฏิပက္ခဖြစ်တာနော်ဘသူများတခွန်းလောက်ထောက်ပေးနိုင်မလဲမသိဘူးတန်ဃာအချင်းကွဲသွားတော့အဲဟုတ်ပြီတခါကြီးနော်တက်တန့်ရေဆိုတာလည်းမသိတဲ့ငယ်တဲ့လူတွေကိုအတိတ်ပဲပေါအောင်ပြောရင်အင်္ဂါထဲမှာ သုံးတဲ့ရေကိုတန်တန်ရေလို့တန်တဲ့ရေလို့လည်းခေါ်ပါတယ်နော်တန်တဲ့ရေလို့ခေါ်ပါတယ်အဲ့တော့တုတ်တန်ပိဋကတော်ကိုဆောင်တဲ့ယဟန်အုတ်စုရှိပါတယ်နော်တုတ်တန်ဆောင်ဂိုင်းလို့ခေါ်လိုက်တာပေါ့ဂိုင်းဆိုတာအုတ်စုကိုပြောတာပေါ့နော်အဲ့ဒီတုတ်တန်ဆောင်ဂိုင်းကအကြီးဆုံးမထေရကြီးဖြစ်တဲ့ဆရာတော်ကြီးကအဲ့ဒီကုဒီအိမ်သားထဲမှာတွားပြီးတော့သူအဖို့လေးတွားပြီးတဲ့နောက်မှာရေသုံးရတာပေါ့နော်ရေသုံးပြီးတော့ ရေခွက်ထမှာရေလေးနည်းနည်းခြံပြီးတော့သူကထားခဲ့တယ်။ဝိနိတိတ်ခဘုတ်ထမှာဒီတန်တန်ရင်တန်တဲ့ရင်သုံးပြီးတဲ့ခါမှာခွက်ထမှာရေမချမ်းရအောင်ခွက်ကိုမှောက်ပြီးတော့ထားခဲ့ရမယ်။စီကန်းရှိတယ်နော်။ဒီစီကန်းလေးတွေကဆိုတော်တော်စဉ်းစားမကောင်းတယ်နော်။ကိုယ့်အိမ်မှာလည်းကိုဓာမျိုးစီကန်းလေးတွေကိုလှုပ်ထားသင့်တယ်။ဟုတ်။ဒါပေမဲ့အဲ့ဒီမထေကြီးဟာအမတ်တမဲ့ပေါ့လေရေလေးခြံပြီးတော့သူကမသိလို့ထားခဲ့တယ်။ ူအထွက်မှာပဲနောက်တစ်ပါးကအဝင်အဲ့ဒီနောက်တစ်ပါးဝင်တဲ့မထေကြီးကလည်း तू ကဝီနီးဆောင်ခိုင်းကမထေကြီးအကြီးကဲမထေကြီး तू ကအထက်ရောက်တဲ့ခါကျတော့အဲ့တန်းတန်းရင်တန်းတန်းရင်ခွတ်ထမှာရေးချမ်းနေတာကိုမြင်တော့အာဟိုမထေကြီးကရေးရေးချမ်းထားခဲ့တယ်နော်ဒီလိုရေးချမ်းခဲ့တာအပြစ်ရှိတယ်အဘသင့်တယ်ဆိုပြီးတော့ तू ပြန်ထွက်လာတဲ့ခါမှာအဲ့ဒီမထေကြီးပြောတယ်အရှင်ပြကုတီထဲမှာ ခွက်ထမှန်တန်တက်ရီခြံပြီးတော့ထားခဲ့တယ်အဲ့ဒါရှင်ဖျားအဘသိနေပါပြီအပြစ်ရှိပါပြီပို့ဆိုတော့ဟိုမထေကဩဟုတ်လားမသိလို့ပါတဲ့မသိလို့ပါလို့ပြောတော့ဟိုမထေကအကယ်၍မသိလို့ဆိုရင်တော့လည်းအပြစ်တော့မရှိပါဘူးတဲ့တိုးတော့တီးပြီးတဲ့နောက်မှာဆိုရင်တော့အဲ့လိုလုပ်ရင်အပြစ်ရှိတယ်နော်ဒါနဲ့ဒီကိစ္စဒီညတဲ့ပြီးပြတ်သွားရမှာနော်မပြီးဘူးအဲ့ဒီဝိနည်းဆောင်မထေကသူ့တပည့်ကိုသူကပြောတယ် နော်ဟိုတုတ်တန်ဆောင်ကိုင်းကမထေကြီးอ่ะနော်ဝိနိဒိခဘုတ်တိတ်မသိဘူး तू ခွက်ထက်မှာရေချမ်းပြီးတော့ထားခဲ့တယ် तू တပည့်ကိုသွားပြောလိုက်တော့အဲ့ဒီတပည့်ကဟိုမထေကြီးတုတ်တန်ဆောင်မထေကြီးတပည့်ကိုသွားပြောပြန်အောင်မင်းတို့ဆရာဝိနိမတတ်ဘူးနော်မင်းတို့ဆရာဝိနိမတတ်တော့ကုဒီထဲမှာတန်တက်ရေခွက်ထက်မှာရေချမ်းပြီးတော့ထားခဲ့တယ်အဘသိန်းလို့တော့သင်မှမသိဘူးဆိုတော့အဲ့လိုပြောကြရအောင်နော်ပြောရင်းနဲ့တပည့်ချင်းချင်းရံဖြစ်ကြရအောင် နောက်ဆုံးတပည့်တွေကအုပ်စုလိုက်ကြီးအကုန်လုံးရံဖြစ်တော့တပည့်ချင်းဝဆရာချင်းအောင်ကွဲသွားရောကွဲသွားတော့ဆုံးတူတူမစားဘူးဥပုပ်တူတူမပြုတ်ဘူးယဟန်ခံနေပါတယ်မှာအတူတူယဟန်မခံတော့ဘူးဒီလိုဂိုင်းကွဲသွားတော့မြတ်စွာဘုရားတဲ့လောက်စည်းစက်တယ်ဆုံးမှတယ်ဒါပေမဲ့မရဘူးနော်အဲ့တော့အဲ့ဒီယဟန်တွေကမြတ်စွာဘုရားဘယ်လိုရှောက်လဲဆိုတော့မြတ်စွာဘုရားချင်းချင်းတတတရင်သုံးပါတဲ့အဲ့ဒါအဓိပ္ပာယ်ကဘာတော့ တပည့်တို့ဆက်ရံဖြစ်မယ်ရှင်ပြဝင်မဆွတ်ပါနဲ့နော်ချမ်းသာတရင်တုံးမှာဆိုတော့ပြောတာအတိပယ်အဲ့ဒါပဲနော်မြတ်စွာဘုရားဝင်မဆွတ်ပါနဲ့အဲ့တော့မြတ်စွာဘုရားဆုံးမလို့မရတော့ဘူးနော်မင်းကတော့ဂါထာလေးတစ်ပုဒ်ဟောလိုက်ပါလေပရိစနာဝိဇာနန္တိမယမထယမမတိတဲ့ပညာနည်းတဲ့တချို့လူတွေဟာတဲ့တို့တိမ်မာပါလားဆိုတော့တတိမရဘူးမသိဘူးမေ့နေတယ် ပရိစနာဝိဇာနန္တိမယမတယမမတိရေစတထဝိဇာနန္တိတတောတမန္တိဝေဒကာတဲ့အဲပညာရှိတချို့ကတော့တနည်းတို့သိမှာပါလားဆိုတာကိုသိတဲ့အတွက်ကြောင့်တဲ့ခိုင်ရတော့တာမဖြစ်ကြဘူးအငင်းခုံဖြစ်ကြဘူးတဲ့ခိုင်ရတော့တာတွေကပြင်းငင်းပါတယ်တဲ့တနည်းသိမှာပါလားဆိုတာကိုသိရင်ခိုင်ရတော့တာပြင်းငင်းဖို့လွယ်ပါတယ်နော်ဒီဖုံးဖုံးရဲ့ဘဝထဲမှာဖြစ်ခဲ့တာဘူးပဲ ဒီအဓိပ္ပာယ်လေးနဲ့ဆက်ဆက်ပြီးတော့ပြန်ပြောရမယ်ဆိုရင်အရင်လည်းပြောဘူးပါတယ်နော်ဘုံဘုံနေမကောင်းဖြစ်လို့ဒီမလောက်ဖြစ်ခဲ့ဘူးပါတယ်အချိန်တော်တော်များပါတယ်အခုထိမှတ်ထားမှဆိုရင်အလုံးပေါင်း၄အချိန်လောက်ရှိပြီနော်တည်တော့မယ်လို့ထင်ရတော့တဲ့အစဉ်ကိုရောက်သွားတာပေါ့လေအဲ့ဒီတည်တော့မယ်ဆိုတဲ့စိတ်အစဉ်ရောက်တန်းရောက်တန်းကိုလုတ်ခဲ့တဲ့ကိစ္စတွေကိုနဲ့အစဉ်မပြေဖြစ်ခဲ့တဲ့လူတွေတွေ့ပြင် ကိုမိပါတွေပြန်တရိရတယ် တတိယတဲ့ခါမှာဘာမှမဖြစ်လောက်တဲ့ကိစ္စနဲ့တယောက်ကိုတယောက်အမျိုးမျိုးနာအောင်ပြောခဲ့တယ်နော်စိတ်ဆိုးခဲ့တယ်ရံဖြစ်ခဲ့တယ်မုန်းခဲ့တယ်နောက်ဆုံးမှာတယောက်တယောက်စကားမပြောတော့ဘူးနော်အဲ့တော့စိတ်မကောင်းစရာအကောင်းဆုံးဖုံဖုံဘဝမှာဖြစ်ခဲ့တာတခုထပ်ပြောရမယ်ဆိုရင်ဖုံဖုံရဲ့အမေတည်သွားတဲ့အထိဖုံဖုံနဲ့စကားမပြောဘူး तू တည်သွားမှတော့ဖုံဖုံမသိဘူး तू တည်ပြီးတော့ လင်္ကန်6လလောက်ကြာမှတဆင့်တစင်းတည်င်းကြရတယ်ဟိုတေးသည်ထိအောင်ပြည်လည်မှုမရခဲ့ဘူးဟိုအဲ့ဒါကနေ့ထိစိတ်ထဲမှာ guilt ဆိုတဲ့ဟိုနောင်တကြီးဖြစ်နေတုံးပဲနော်ငါလည်းပြည်လည်အောင်မကြိုးစားခဲ့ဘူးသူလည်းပြည်လည်အောင်မကြိုးစားခဲ့ဘူးနှစ်ယောက်စလုံးကစိတ်ကြီးတဲ့သူတွေဖြစ်နေတယ်နော်ဘုံဘုံကလည်းအင်တန်စိတ်ကြီးတဲ့သူတွေ ုံမောင်ရဲ့အမေရလည်းအန်တန်စီကြီးတဲ့သူဖြစ်တယ်သူကလည်းမရှော်ကုံမောင်လည်းမရှော်မရှော်တော့တေးတီထီအောင်မခေါ်ကြတော့ဘူးမပြောကြတော့ဘူးဟုတ်လားအန်တန်စီမကောင်းစရာဖြစ်တယ်